ထိုင်းမြန်မာနယ်စပ်လွမြောက်နေမြေတနေရာမှာရှိတဲ့သူရဲ့ဆန္ဒပို့အုပ်မြို့သားထတန်းကျောင်းမှာဒီကနေ့မတ်လ3ရက်နေ့မှာကြာရောက်တဲ့86ကျင်းမြောက်ပို့အုပ်မြို့သားနေနဲ့ကျောင်းစင်ပွဲအခမ်းအနားကိုပထမဦးဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။နနက်9နာရီမှစတင်ကျင်းပခဲ့တဲ့အခမ်းအနားမှာပို့အုပ်မြို့သားလန်တော်လီပူချင်းနဲ့အမျိုးသားနေဆိုင်ရာတမိုင်းအကြောင်းအရာများကိုအမှားစကားအတိအပြောဆိုခဲ့ကြပါတယ်။အဒီနာ ထက်တန်းကျောင်းစင်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ပြီးကျောင်းအောင်ဆရာကြီးခွန်မာရိုင်းကအခုလိုအမှတ်ကြေစကားပြောဆိုခဲ့ပါတယ်ကျွန်တော်ဒီမိုးတက်ကလေးက2016ခုနှစ်ပေါ့နော်။ဒါဒီပိုးပြိုးသားနေကြတော့ဒီ56ကျင်းမြောက်အခမ်းအနားပေါ့နော်။အာကျွန်တော်မျိုးပြောရှင်လဲဆိုတော့ကျွန်တော်တို့ဒီပြိုးသားနေရလို့ပြောလိုက်ရင်ကျွန်တော်တို့ဒီကျက်ဆက်ဆက်ပေါ့နော်။ကျက်ဆက်ဆက်ကျွန်တော်တို့ဒီပိုးပြိုးသားရဲ့အင်ဂျင်မှုတလေးထုံးတဲ့နေကိုအင်ဂျင်ဆောက်ချောင်းတဲ့အတိမတ်ပြည့်တဲ့နေပေါ့နော်။ နောက်ပြီးတော့ဘယ်လိုမျိုးပြောချင်လဲဆိုတော့ကျွန်တော်တို့နေ့စဉ်ကျင်းပပြီးပွဲတွေနဲ့မတူဘူးပဲနဲ့ကျွန်တော်တို့ရဲ့တမူထူထားတဲ့ပုံစံမျိုးကတော့ခုလက်ရှိကျွန်တော်တို့အာဒီကျွန်တော်တို့ဘုံအဖြူသားနေ့ပြောပွဲချင်ပွဲတည်တန်းမဟုတ်ပဲနဲ့ကျွန်တော်တို့ကညာရေးကိုအခြေတည်ပြီးတော့မှကျွန်တော်တို့ဒီဟိုသာပီရင်ကျင်းမှုဒလေးဟုံးတန်းတွေအာဘုံဘိုင်းအစင်တွားနိုင်တဲ့ညာရေးတကူကျွန်တော် ဆန္ဒကြောင်းမှာပြုလုပ်ခဲ့တဲ့ပို့အမျိုးသားနေနဲ့ကြောင်းစင်ပွဲခန္ဓာကိုကြောင်းတောင်ဝရှိသူတွေဆရာဆရာမကြောင်းသားကြောင်းသူတွေနဲ့အိတ်တယ်တော်များအပါအဝင်စုစုပေါင်းလူတရာနေပါတက်ရောက်ခဲ့ကြပါတယ်။အခုလိုထိုင်းမြန်မာနယ်စပ်လွတ်မြောက်နေပြည်တော်နေရာမှာပို့အမျိုးသားနေကျင်းပနိုင်ခဲ့တဲ့အပေါ်ကြောင်းစင်မှာတူဖြစ်တဲ့နန်းနေသွေးကြီးကဒုက္ခဆာချက်ကိုအခုလိုဖိအားပြောပါတယ်။ ပွဲကဘယ်လိုပြောဒီနေ့မှဆိုတော့ရှာရှာပါတော့ဆိုတော့ဒီကျောင်းစင်ပွဲနဲ့အတူအဲဒီဘုံမျိုးပတ်ထွက်မြတ်ထားရတဲ့ဒီမှာကတော့အားလုံးကနေကိုတို့တို့ကအတူပါနော်လောက်လောက်ခင်ရတဲ့ပုံမှာဘယ်လိုပြောခံစားခါတိုင်းနဲ့တည်းချပါနော်အတူရဲ့ခံစားချက်မျိုးဟိုပေါ်နော်စိတ်ကခံစားရတယ်အဲပြီးလို့ရှိရင်ဒီပွဲပွဲပွဲလိုက်တဲ့ အဲကျမတို့ကလည်းခတိုင်းနဲ့မမြင်ရတဲ့ပုံစံမျိုးတကယ်တောင်းဆိုတဲ့အဲလိုဆုံးနေတယ်ကျမတို့အဲလောက်ခင်ရတဲ့ဒီနေ့ကတော့ဆက်ပြီးတော့ကျွန်တော်တို့အရင်ကတည်းကခုလိုနေဆက်ဒေတာမှာလွတ်လပ်တဲ့ပို့မျိုးသားအထက်တန်းចောင်းကိုဤခင်နစ်စာပါတဲ့အချိန်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးလက်ရှိចောင်းသားចောင်းသူ26ယောက်ပညာသင်ကြားနေပြီးဆရာဆရာမ8ဦးရှိတယ်လို့ចောင်းတော်ဝင်ရှိသူတွေကပြောပါတယ် ဒီကနေ့ပြုလုပ်တဲ့ကြောင်းစင်းပွဲမှာဆနတန်းအောင်အထက်တန်းပြီးဆုံးသွားပြီဖြစ်တဲ့ចောင်းသားတူကသူရှေ့ဆက်လှုပ်ဆောင်မဲ့ယူမန်ချက်တွေကိုအခုလိုပြောပါရတယ်။ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဒီအိုးအမျိုးသားနေ့ပါတော့ဒီဒီလိုပွဲပွဲဒီလိုပွဲဖြစ်သွားတဲ့အကြောင်းလဲကျွန်တော်အရင်အာအရင်ပြောရတယ်ပေါ့ပြီးတော့ဒီဒီနေ့ကကျွန်တော်တို့ရဲ့အာအမျိုးသားနေ့ဆိုတော့အာမြူချစ်စိတ်လည်းနည်းနည်း ပူမြင့်လာတယ်ပေါ့ကျွန်တော်ကဖေကတော့ကျွန်တော်ဒီအစေးပင်းကဘက်မှာကျွန်တော်တက်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားတော့ကျွန်တော်ကတိတ်ပြီးတော့ဒီဝါသနာမပါဘူးเนาะအဲကြောင့်ကျွန်တော်ကဒီကောလိပ်ဘက်ပဲကျွန်တော်ဆက်သွားဖို့အရည်ရောထားတယ် တပ်ပြီး86နှစ်မြောက်ဘို့အမျိုးသားနေ့အခမ်းအနားကိုဘို့အမျိုးသားဖက်ဒရယ်ကောင်စီ PNSC နဲ့ဘို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO PNLA တို့ကဦးဆောင်ပြီးအွန်လိုင်းမှာတက်ဆက်ပြုလုပ်ခဲ့တယ်လို့ကရင်ပြည်နယ်အတွင်းပို့လူမျိုးစုများအများစုနေထိုင်တဲ့ကရင်ပြည်နယ်တမညာနဲ့မွန်ပြည်နယ်တထုံမြို့ပေါ်မှာလည်းတည်တည်ကျင်းပခဲ့ကြပါတယ်။